ားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့မကြည်ရွယ်ပဲနဲ့မထင်မှတ်ပဲနဲ့မပြင်ဆင်ပဲနဲ့ရိုက်လိုက်ရတဲ့ဗီဒီယိုလေးတစ်ခုပါပဲအဲ့ဒါတော့ကဘာပေါ်မှာလက်ရှိချိန်မှာကဘာသတင်းတွေမှာနေရာယူရတဲ့သတင်းကောင်းစဉ်တစ်ခုကြောင့်ပေါ့နော်အဲ့ဒီသတင်းကတော့ Roman Catholic ဘာသာဝင်တွေရဲ့အထွတ်မြတ်ဖြစ်တဲ့ပုံရံမီ Francis အပြန်လုံးတော်မူသွားတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပေါ့နော်အဲ့အဲ့ဒီတဲ့ကကျွန်တော်နိုင်ငံနဲ့ကြည့်မယ်ဆိုရင်နည်းနည်းလေးအလန့်ဝေးတယ်နောက်တစ်ခါအဲ့ဒီဘာသာဝင်မဟုတ်ဘူးဆိုလို့ရှိရင်နည်းနည်းလေးအလောက်ကြီးပေါ့နော်တရားက ဘလို့အခိုက်တန်လဲဘလို့ပုံစံမျိုးလဲဆိုတာစိတ်ဝင်စားမှုနေကောင်းနေနေပါလိမ့်မယ်ဒါမဲ့ဒီဟာကဘာသမိုင်းနေရနေပြီးတော့အရေးကြီးတဲ့အခိုက်တန်တစ်ခုပါဒီဖြစ်ဖြစ်ကဒါကြုံကြိုက်တော့မလို့ဒါအဲ့ဒီအကြောင်းအရာပတ်သက်လို့ဆက်ဆက်နေရလေကျွန်တော်ပြောပြတာပေါ့နော်နောက်တော့ပြန်ကျောင်းနိုင်ငံသားတွေဆိုလို့ရှိရင်လည်းနည်းနည်းစိတ်နဲ့အကြောင်းအရာဖြစ်နိုင်ချေများတာပေါ့နော်ဘာလို့ဆိုတော့ကျောင်းနိုင်ငံမှာအဓိကအများစုကဗုဒ္ဓဘာသာဝင်များကြတဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီမှာသူနောက်ဆုံးတွေ့လိုက်တဲ့နိုင်ငံခေါင်းဆောင်ကဘယ်သူလဲဆိုတော့ JD Vance ပါအမေရိကန်ရဲ့ဒုသမ္မတပေါ့နော်အဲ့ဒါလူတိုင်းသိကြမှာပါ တော့ဒီဗီဒီယိုကပုတ်ရမ်းမီးရဲ့ဒါကျွန်တော်တို့မတော်တဲ့အကြောင်းပြောရဲဆိုမှာတက်တက်ဆန်ဆန်အကြောင်းလေးတခုပြောချင်လို့ပေါ့နော်။ तू နောက်ဆုံးတွေ့ခဲ့တဲ့ JD Ban ဆိုတာတကယ်တကယ်ကတော့ तू ခရီးဘာသာဆိုပေမဲ့ तू အသက်ကြီးလာမှဒီ Roman Catholic ဘာသာဝင်ကိုပြောင်းလိုက်တာပါ။ငယ်ငယ်တုန်းကအဲ့လိုမျိုးပေါ့။ငယ်ငယ်တုန်းကဆိုရင် तू ရဲ့ပုံစံအကြောင်း तू စဉ်းစားတဲ့ပုံစံအကြောင်း तू အရင်ကရေးခဲ့တဲ့စာအုပ်တွေစောင်းမှတွေအများကြီးရှိပါတယ်။ပြန်ရှာကြည့်မယ်ဆိုလို့ရှိရင် तू ရဲ့ဘာသာရေးယုံကြည်မှုနဲ့ပတ်သက်ပြီးတော့ तू ငယ်ငယ်တုန်းကဘယ်လိုယုံကြည်လဲဆိုတာပါတာပါတယ်။ ။ဒါဆိုရင် तू ယုံကြည်တဲ့ပုံစံတော့ तू ကဒီ Jesus ပေါ့နော်။ဒီသခင်ယေရှုဒီ Christ ပုံမှာ तू ယုံကြည်မှုရှိတယ်။ဒါပေမဲ့အဲ့လိုမျိုးအသင်းဖွဲ့ပုံမှာ तू ဒီဘုရားကျောင်းနေပုံမှာနောက်တကလှုပ်ဆောင်နေတဲ့အရာတွေပုံမှာသိပြီးတော့အယုံကြည်မှုရှိလား။သိမကြိုက်ဘူးပေါ့နော်။နော်ငင်ငေးတဲ့သူ့ဖောင်းမိတယ်ပေါ့နော်။သူတို့ဘဝက तू ပတ်ဝန်းကျင်မှာမြင်နေရတဲ့အရာတွေကတော်တော်လေးစိတ်ပျက်စရာစိတ်ညစ်စရာကောင်းတယ်။ယေရှုဟန်နေရတဲ့အခက်အခဲတွေကအများကြီးပဲ။အဲ့တော့ तू တန်မြတ်ရှိတယ်ဘာလဲဆိုတော့ဘုရားသခင်က ငါတို့တကယ်ရောချစ်ရလားဗောနော်သူကြားဘူးလားဒီဘာသာကိုယုံကြည်မယ်ဆိုလို့ရှိရင်ဘုရားသခင်ကငါတို့လူသားတွေကိုချစ်တယ်ငါတို့လူသားတွေပုံမှာဆောက်ရှောက်တယ်အဲ့လိုပုံစံမျိုး तू ကသိနေသူ့အဖေကတော့အမြဲတမ်းမေးတာဗောနော်ငါတို့တကယ်ရောချစ်ရလားဗောနော်ဟုတ်သူ့အဖေကဘုရားသခင်ငောင်းတဲ့သူအမြဲတမ်းတည်ရှိပါတယ်ဆိုတော့အမြဲတမ်းပြန်ဖြေတာဗောနော်သူ့ကြောင့်မဆိုတော့အများကြီးဗောနော်ဒါပေမဲ့ तू တကယ်တကယ်လက်ထပ်လိုက်တဲ့ဟာလည်း သူကဒီ Korean ဘာသာမဟုတ်ဘူးเนาะ Hindu ဘာသာပဲအမျိုးသမီးနဲ့လက်ထပ်အိန္ဒိယຫນွေဘွားနေဆင်းသက်လာတာပေါ့เนาะဒါတော်တော်များသတင်းတွေမှာမြင်ဘူးတယ်ဆိုလို့ချင်းသိကြမှာပေါ့เนาะနောက်တော့အပြင်ကျွန်တော်တို့သတင်းတွေမှာမြင်ရတာ Donald Trump ရဲ့ပြောတဲ့ပုံစံနောက်တစ်ခါ JD Vance ရဲ့ပြောတဲ့ဆိုတဲ့ပုံစံပေါ့เนาะသူနိုင်ငံမှာအခုသတင်းတွေမှာမြင်ရတဲ့အပိုင်းကြည့်မယ်ဆိုလို့ချင်းတော်တော်လေးကိုဒါစူးစူးဘွားသူပြောတဲ့စကားလုံးတွေကတခါကျရင်စိတ်ပျက်စရာအကောင်းလုံးတဲ့အပြုတ်မှုအပြောဆိုတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့တော်တော်များမကောင်းမြင်တဲ့သူတွေလည်းရှိကြမှာပေါ့နော်ဒါပေမဲ့နောက်ဘက်မှာတဖြည်းဖြည်းဘာသာရေးနဲ့ပတ်သက်လို့ကတော့သူက သူ့ဘဝမှာတဖြည်းဖြည်းပြောင်းလဲလာတာဆိုတဲ့အကြောင်းပေါ့နော်ယုံကြည်လာတယ်အဲ့တို့ကြောင့်သူ့ဘက်ကတောင်းဆိုပြီးတော့ပေါ့နော်ဒီပုံရမ်းမီးနဲ့တွေ့ခွင့်ရလိုက်တာပေါ့နော်နောက်ဆုံးအချိန်မှာနော်ပုံရမ်းမီးဆိုတော့ကျွန်တော် GDP ကျွန်တော်အခဏရက်ထားလိုက်မှာနော်ဘာဖြစ်လို့လဲဆိုတော့ဒါသူ့အကြောင်းပြောတာမဟုတ်အထက်ကပုံရမ်းမီးအကြောင်းပြောနေတာဆိုဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါတက်ဆိုင်လို့ကျွန်တော်ထည့်ပြီးပြောပြတာပေါ့ခင်ဗျာ အဲ့မှာဒီပုံရံမီးဆိုတာဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်များတိကျတာကျွန်တော်ကဘာပေါ်မှာဘာသာရေးတွေဆိုလို့ရှိရင်ကျွန်တော်အစ္စလမ်ဘာသာဆိုတာရှိမယ်နောက်ခရစ်ဘာသာဆိုတာရှိမယ်ဗုဒ္ဓဘာသာဆိုတာရှိမယ်ဟိန္ဒူဆိုတာရှိမယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ကဘာပေါ်မှာဘာသာရေးတွေရှိတယ်ဆိုပေမဲ့အဲ့ဒီဘာသာတစ်ခုလုံးရဲ့ဒါထိတ်ဆုံးမှရှိတဲ့သူပေါ့နော်ဒီတကဘာလုံးကိုအုပ်ချုပ်ထားတဲ့သူအုပ်ချုပ်ထားတာမဟုတ်ဘူးနော်တကဘာလုံးရဲ့ဒီဘာသာရဲ့ခေါင်းဆောင်ဆိုတာမျိုးမရှိပါဘူးဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်အာဒီနိုင်ငံတောင်းမဲ့ဒီဖရာဒီဘုန်းကြီးကြောင့်တောင်းမို့ဒီအသင်းဖွဲ့ တော့ဥက္ကဋ္ဌဆိုတဲ့ယာတုပုံစံမျိုးအဲ့လိုမျိုးနိုင်ငံတစ်ခုမှာတော့အကြီးဆုံးဆိုတဲ့သူတွေရှိတယ်။ဂန်ကောင်းဆောင်ပုံစံမျိုးပေါ့နော်။နောက်တစ်ခါကျွန်တော်အစ္စလမ်ဘာသာမှာဆိုလဲအဲ့လိုပဲသူနိုင်ငံလိုက်ပေါ့နော်။တကဘာလုံးနဲ့ဂျုံလို့မရှိပါဘူး။ဒါပေမဲ့ဒီရိုမန်ကက်သလစ်ကကျတော့ထူးဆန်းတာကျတော့ထူးဆန်းတာမဟုတ်ဘူးပေါ့နော်။ ကျော်ဘာသာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်နည်းနည်းလေးစကားလုံးသွင်းတော့နည်းထိမ့်လို့ပြောရတော့အဲ့ဒါတော့အမှားယွင်းပါတယ်ဆိုလို့ရှိရင်လည်းတီးကန်နားလိုက်ပေးစေချင်ပါခင်ဗျာဟောကျော်တကဘာလုံးမှာဒီရိုမန်ကက်သလစ်ဘာသာကိုယုံကြည်ကိုးကွယ်ကြတဲ့သူတွေပေါ့နော်သူတို့ကတော့တက်3ဘီလီယံရှစ်လို့ပြောတော့မလို့တချို့ကလည်းတက်3ဘီလီယံလောက်ရှစ်လို့ပြောတော့မလို့ဒါအဲ့ဒီပတ်ဝန်းကျင်မှာရှစ်တော်တော်လေးကိုများပြားတဲ့ပုံမှန်တော့အဲ့တစ်ခုလုံးကိုဒါတစ်ခုလုံးရဲ့ခေါင်းဆောင်ပေါ့နော်သူပါခင်ဗျာပိုရမ်းပြီးဆိုအဲ့တော့သူ့ရဲ့ဩဇာလွှမ်းမိုးမှုတော်တော်လေးကိုကြည်ပါလား တော်တော်လေးသူ့ရဲ့ဒါအပြောဆိုနောက်တစ်ခါသူ့ရဲ့လုံးရပုံနော်အဆောက်အအုံကြီးကသူဘာလုံးနေလဲသူဘာပြောလဲဆိုတာတကဘာလုံးကစောက်ကြည့်ကြတာအဲ့နဲ့ပတ်သက်လို့ကဘာသတင်းဖြစ်ပါတယ်အဲ့တော့သူဘာပြောမလဲဆိုတာတော်တော်လေးအရေးကြီးပါတယ်ဟုတ်ပြီအဲ့ဒီမှာသူ့မှာသူဒီတစ်ခေါက်ပုံနော်သူပြန်လုံတော်မူသွားတဲ့ဒီ Pope Francis ကကြာထူးခြားမှုတွေအများကြီးရှိပါတယ်အရင်အစဉ်ဆက်နဲ့ပုံစံကွဲတဲ့ဒါပုံရိပ်မိတယောက်ဆိုလို့ရှိရင်လည်းပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ဒီအရင်တော့ကကြာတော့သူ့မတိုင်ခင်သူတွေဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲ ရှေးရိုးဆွဲလို့ပြောမလားဘောနော်အစင်ဆက်တော်တော်လေးသတိထားပါဘာလို့လဲဆိုဟိုအရင်နေကနေပြီးတော့ဒီ Korean အယူဆဆိုတာဘယ်လိုမျိုးနောက်တစ်ခါဒီ gain ဘောနော်ဒီဘာသာဘယ်လိုပုံစံမျိုးဆိုတာမျိုးကအကုန်လုံးစနစ်တကျတိတိကျကျဘောနော်သူသူဘာသာရေးနဲ့ပတ်သက်ပြီးတော့ပဲအဓိကထားပြီးတော့ဒီပုံရံမီးတွေကပြောကြဆိုကြပါဘာဒီတစ်ခေါက်ပုံရံမီးကကြတော့ပုံစံနည်းနည်းလေး꿰ပါဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဒါပထမဆုံးတောင်အမေရိကလာဘောတောင်အမေရိကဆိုတော့ ဒီကတော့အာဂျင်တီးနားနိုင်ငံသားပေါ့နော်သူနော်သူအမေတွေဖြေတဲ့ကျအီတလီကနေပြီးတော့ပြောင်းရွှေ့လာတဲ့သူတွေပေါ့နော်အဲ့တော့ငငယ်ဘွားတော့ကတော့တော်တော်လေးကိုဒါပုံနေပြောဆိုကျန်းနိုင်ခဲ့တဲ့ဘွားကိုဖျက်ဆီးခဲ့ရတာပေါ့နော်ဟိုငငယ်တဲ့ဘာသာရေးနဲ့အဲ့လိုမျိုးဒီဘာသာရေးခိုင်းနေအဲ့လိုမျိုးဝင်လိုက်တာတော့မဟုတ်ပေါ့ငငယ်တော့သူဖျက်ဆီးတဲ့ဘွားကတော့တကယ်ဘွားဆုံးတာပဲပေါ့နော်ကျွန်တော်တချို့ ဒါမထင်မှတ်တဲ့ပုံစံဆိုလို့ရှိရင်သူအခုလက်ရှိပုံစံကြည့်လိုက်မယ်ဆိုရင်ဒါပြီးမှုရှင်တဲ့သဘောထားကောင်းတဲ့ပုံစံမြင်ရတာပေါ့နော်ကြည်ကြည်ညိုစရာကောင်းတဲ့တည်ကြည်တဲ့ပုံစံမျိုးပေါ့နော်ဒါငငယ်တော့ကတော့ night club တွေဘာတွေမှာပေါ့နော်ရံဖြစ်တဲ့ဆိုလို့လို့ရှိရင်ဒါဝင်ပြီးတော့ဖြန်ပြရတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော် club တွေကကနေပြီးဆိုတော့ရံဖြစ်ကြပြီးဆိုတော့အထက်နေထွက်လာပြီးဟေးမင်းတို့တွေဖေးဖေးကြအဲ့လိုပုံစံမျိုးပေါ့နော်လုံးဝမထင်ရတဲ့ပုံစံမျိုးပေါ့နော်အဆောင်ချက်တွေလုပ်ဘူးတဲ့နောက်တစ်ခါ စာပေဆရာတို့ပေါ့တဖြည်းဖြည်းပေါ့နော်သူ့ဘွားတဖြည်းဖြည်းကောင်းတဲ့ကောင်းတဲ့ဘက်ဆိုအရင်တော့လှိုးတာမဟုတ်ဆိုမြင်ဒါအရင်တော့လှုပ်ခဲ့တဲ့အလုပ်တွေပေါ့နော်နော်တဖြည်းဖြည်းတော့ဘာသာရေးလိုင်းကိုရောက်လာတယ်နောက်ပိုင်းဒီပုံရမ်းမီးကြီးဖြစ်သွားပါပေါ့နော်ဟိုပုံရမ်းမီးဖြစ်သွားပြီဆိုလို့လို့ရှိရင်အဲ့မှာထူးကြတာပါလို့ဆိုဒီပုံရမ်းမီးအဆောင်ရောင်နေနောက်တကအရင်အစင်ဆက်ပေါ့နော်ကျွန်တော်ဒါသူတို့တတ်မှတ်ပြဌာနာတာအများကြီးရှိပါတယ်သူတို့ထက်မှကျတော့အပြောင်းလဲတွေလည်းအများကြီးဖြစ်ပါတယ်ဥပမာအရင်တော့ဆိုလို့ရှိရင်ဒါ အဲ LGBT ကျူလို့ခေါ်မလားကျွန်တော်လိန်တူပေါ့နော်အဲ့နဲ့ပတ်သက်လို့လုံးဝဒီဘာသာဆန့်ကျင်မှာဒါပေမဲ့သူတို့ထက်မှာကြတော့ဒါနဲ့ပတ်သက်လို့တော်တော်လေးပြုတ်ပြုတ်ပြောင်းပြောင်းပေါ့နော်အဲ့ဒါကိုပြောဆိုလာပါနောက်တစ်ခါဒီသူရဲ့ဘာဒီကန်နန်းတော့ဖိတ်ထားတယ်ဘာတွေအစားဖြစ်လာတာနောက်တစ်ခါအဓိကသူကဘာလို့လဲဆိုတော့ကဘာပေါ်မှာသူ့ရဲ့အာနာကိုအသုံးချသူ့အာနာဆိုတာဘာလဲဆိုတော့လွှမ်းမိုးမှု အာနာပေါ့သူလွှမ်းမိုးမှုအသုံးချလို့ပြောလို့ရအောင်နော်အာနာတော့မဟုတ်ဘူးနော်ကဘာမှာနိုင်ငံတည်တည်ရအာနာရှင်ခေါင်းဆောင်နေရနေပြီဟာဘာလို့ချင်းနေဘာဖြစ်ချင်းနေဆိုတဲ့အချိန်မှာသူကအထီးကတော့တစ်ခွက်ရောက်နေကြတဲ့သူတွေရှိတယ် သူစေးကြတဲ့သူတွေလည်းအများကြီးပဲသူကလမ်းပေါ်မှာနေနေရတဲ့သူတွေရှိတယ်အဲ့လိုအရေးကိုသူ့ဘက်ကနေအတန်ထွက်ပြီးပြောပေးတာပါကဲတရားမယ်ဟိုကရွှေပြောင်းအခြေချနေတဲ့နေသူတွေရှိတယ်တရားမှုဝင်ရောက်လာတဲ့သူတွေဆိုအမေရိကန်ဒါနေထုံးမယ်ပေါ့နော်အဲ့တော့နမည်ကြီးသားစကားဆိုလို့ရှိရင်ဒေါ်နယ်ထရမ့်ကဒတိုင်းဆောက်မယ်ဆိုလို့ရှိရင်မဟုတ်ဘူးအခုခေတ်မှာဒတိုင်းဆောက်တာမဟုတ်ဘဲနဲ့ငါတို့ဒတားတွေဆောက်ကြရမယ်အဲတော်တော်နဲ့ဆက်သွေးကြရမယ်နော်သူတို့ကလည်းလူသားတွေပြောတော့ကျွန်မေတ္တာတရားထားအောင်အဲ့လိုမျိုးပေါ့နော်ငင်းငင်းစကားတွေပြောတယ်နော် သူအတူတက်ရနေဆိုလို့ရှိရင်လက်ရှိအချိန်မှာသူပြန်လုံတော့မသွားချင်အသက်က88နှစ်ပေါ့နော်သူပုံရံမီစားဖြစ်တဲ့အချိန်နေစားပြီးတော့တော့ရှောက်ခီးရထွက်တာပါတကဘာလုံးထွက်တာပါအဲ့မှာကျားများသွားဖြစ်မို့နော်ဘာသာရေးကောင်းဆောင်နေခီးထွက်မယ်ဆိုလို့လို့ရှိရင်ကိုကိုဘာသာဝင်နေပေါ့နော်ကိုဘာသာဝင်နေပဲအဓိကသွားပြီးတော့တွေ့တယ်အဲ့နိုင်ငံမှာရှိနေတဲ့ကိုဘာသာဝင်နေနဲ့ပဲစကားပြောတာတွေမိခွန်းပြောတာတွေတရားဟောတာတွေလုပ်တော့သူကကြောက်လို့မဟုတ်ပါတခြားနိုင်ငံတွေသွားပြီးတော့အစ္စလမ်ဘာသာရေးကောင်းဆောင်နေရောနောက်တော့ကဗုဒ္ဓဘာသာရေးကောင်းဆောင်နေရောတွေ့ပါတယ် နစကားပြောပါတယ်နောက်ကနိုင်ငံခေါင်းဆောင်တွေတွေ့ပါနိုင်ငံခေါင်းဆောင်ဆိုတော့သူကကြတော့ဘယ်လိုပြောမလဲဒီဘာသာရေးခေါင်းဆောင်ဖြစ်တယ်လို့နောက်ကဒီဗာတီကန်ဆိုတဲ့နိုင်ငံရဲ့အီတလီထဲမှာရှိတာပေါ့နော်အဲ့ဒါရဲ့ဒါအကြီးကြီးလေးဖြစ်ပါတယ်အဲလူကြီးတွေ့နေကြည့်မယ်ဆိုလို့ရှိရင်တော့ဒါအဲ့နိုင်ငံနေရဲ့လူကြီးတွေတားနေတာပေါ့နော်100ပတ်ဝန်းကျင်လောက်ရှိမှထဲနေအတိတ်ကြတော့ကျွန်တော်မေ့နေတာပေါ့နော်တိတ်အများကြီးမရှိပါဘူးတိတိလေးဆိုပေမဲ့ဒါနာမည်ကြီးတဲ့နိုင်ငံတစ်ခုပဲပေါ့နော် ဗာတီကန်နိုင်ငံဆိုတော့ဗာတီကန်စီးတီးပေါ့နော်အဲ့ဒီကနေပြီးတော့သူကနေပြီးတော့အကြီးဆုံးဒါကမ္ဘာတခြားနိုင်ငံတွေလိုပဲသူကကိုစားပြီးတဲ့နိုင်ငံတစ်ခုပါပဲနောက်ကထူးခြားတာပါလို့ဆိုလို့ရှိရင်ကျွန်တော်ကမ္ဘာပေါ်မှာလက်ရှိနိုင်ငံတော်များတရုတ်ကိုဒါနိုင်ငံတစ်ခုအနေနဲ့ဆက်ဆံကြရဆိုမှသူကကျတော့တရုတ်ကိုမဆက်ဆံမနဲ့ထိုင်ဝမ်နဲ့တန်တမာကြီးအရအဆက်အသွယ်ရှိတဲ့နိုင်ငံတစ်ခုပါဒါထူးခြားမှုတစ်ခုပေါ့နော်အဲ့တော့သူနိုင်ငံဒီတော်များတော့သွားတယ်။တော့သွားတဲ့ချိန်မှာသူကဘယ်လိုပြောမလဲ။တခြားကမ္ဘာကောင်းဆုံးနေဆိုလို့ရှိရင်ကြီးက ဒါကားတွေနဲ့ပေါ့နော်စနစ်ကြတည်တည်ကြလုံလုံညုံသွားသူကကြတော့သူ့အနေရဘလောက်ရှိတယ်ဆိုတာအနေဘလောက်များတယ်ဆိုတာကိုသူကဂယုသိမ့်မထားပဲနဲ့ဘေးပဝင်ချင်းမှာအကုန်လုံးဟာလာဟင်းလီပဲများသောအားဖြင့်တော့ဂေါဖ်ကားလိုဟာမျိုးပေါ့နော်အမိုးပွင့်ကားလိုဟာမျိုးဘာမှဘေးနဲ့မှာဘာမှမရှိတဲ့ဟာမျိုးနော်အင်ဒိုနီးရှားသွားတော့လည်းအဲ့လိုပဲအင်ဒိုနီးရှားဆိုတော့ကျွန်တော်များသိကြအောင်နော်ဒါအစ္စလာမ်ဘာသာဝင်တွေအများကြီးနေတဲ့နေရာအဲ့နေရာသွားတော့လေသူကအဲ့ဟာမျိုးဟာလာဟင်းလီနဲ့ပဲသူကသွားတာပဲနော်ကျွန်တော်မြန်မာနိုင်ငံလည်းရောက်ခဲ့သေးတယ်ပေါ့နော်မြန်မာနိုင်ငံတော့ 2016ပုံကြည့်ထင်ပါတယ်ကျွန်တော်အဲရေဆွဲတော့ပြန်ကြည့်လိုက်ရမယ်လို့ထင်ပါတယ်ခင်ဗျအဲ့လိုမျိုးပေါ့နော်ဒေါ်စန်းစုကြည်လက်ထက်ကပေါ့နော်အဲ့ဒါသူကမြန်မာနိုင်ငံရောက်လာနော်မြန်မာနိုင်ငံနဲ့ပတ်သက်လို့လေသူခေါင်းထဲမှာဒါမကြဘူးဘယ်နိုင်ငံလဲဆိုမသိအဲ့လိုမဟုတ်ပါဘူးတိတိကျကျသိပါတယ်နော် ဒါနောက်တစ်ခုကကျတော့ဒါကျွန်တော်မှတ်မှတ်ရပါတော့အဲသူ့ရဲ့လက်ရေးမှုကိုကျွန်တော်အပြင်မှာမြင်မှုပါလက်ရေးလေးကတီးတီးလေးတွေနော်ဗာတီကန်ကစာထုတ်မှဆိုလို့လို့ရှိရင်ဟိုဘယ်လိုပြောမလဲသူဒစိမ့်တုံးရှိရပါတော့ဒစိမ့်တုံးဆိုတာဗာတီကန်ရဲ့သူ့ရဲ့ဒစိမ့်နေပါတော့အဲ့ဒီနဲ့စာမန်းနဲ့ထုတ်ပါအဲ့မှာသူရေးတာရှိရတခါကျရင်လည်းပုံနှစ်စလုံးနဲ့ထွက်လာရှောင်းနော်သူ့လက်ရေးဘာမှမပါတဲ့စာမန်းမှာရေးပြီးဆိုလို့ရှိရင်အပေါ်မှာထူးထူးခြားခြားပါတော့ဆွဲတာလေးရှိပါတော်တော်လေးသူ့လက်ရေးလေးကတီးတီးလေးနဲ့ညီပြီးတော့အဲ့လိုမျိုးပါတော့တော်တော်ဘယ်လိုပြောမလဲထူးခြားတဲ့လက်ရေးတစ်ခုပဲပါတော့ဒါအများကြီး နောက်တစ်ခါကျတော့ဒီသူနေတဲ့နေရာနောက်တစ်ခါသူတို့ပတ်သက်အစင်အလာတွေနဲ့ပတ်သက်လို့ပေါ့နော်ဒီရိုမန်ကက်သလစ်ဘာသာဝင်တွေနောက်တစ်ခါသူတို့ပုံရံမီးဆိုတာဘယ်လိုပုံစံမျိုးတွေဆိုတာလည်းအားစုံစားတော်လေးကိုကောင်းပါလားကျော်ဘူသူရအနေနဲ့သိရှိထားသင့်တာပေါ့နော်အဲ့တော့တကယ်တကယ်ကတော့ကျွန်တော်အရင်တော့လည်းကျွန်တော်ဗီဒီယိုမှာပြောခဲ့ဘူးသလိုပေါ့နော်အဲ့ဒီအကြောင်းတွေကျွန်တော်ပြောခြင်းနဲ့ကောင်းနေမှာအဲ့ဒီအကြောင်းအရာရှိရဲဒါပေမဲ့ဘာသာရေးနဲ့ပတ်သက်နေတဲ့အတုံးလုံးဖြစ်တဲ့အတွက်ကြောင့်ဒါတော့သတိထားရတယ်အဲ့တော့အတုံးလုံးမှားသွားပြီဆိုလို့ရှိရင်အထင်လွဲစရာဖြစ်တာတွေเนาะတတခြား သူဘာသာဝင်တွေပေါ်မှာစော်ကားမိတယ်လို့ဖြစ်တာဖြစ်မှာဆိုလို့မပြောဖြစ်တာဘောနော်တေချာအဲ့တော့ဒီဗာတီကန်ရောက်တဲ့အချိန်မှာခံစားရတဲ့ခံစားမှုပေါ့နော်ဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်ရုတ်တရက်ဒီအပြင်မှာလှပတဲ့နေရာတို့နောက်တစ်ခါခံစားတဲ့နေရာတို့သွားလှည့်ရတာနဲ့မတူဘဲနဲ့လုံးဝရှင်သက်ရှုမိုးစရာတခြားနေရာတစ်ခုရောက်သွားတယ်လို့ခံစားမှုမျိုးပေါ့နော်ဒီရုတ်ထူကြီးတွေနောက်တစ်ခါတရှိတဲ့ပုံစံတွေလူတွေကတော့လာလေတဲ့သူတွေအမြဲပြည့်တော်တော်လေးကိုလူတွေကများနေတာပေါ့နော် ဒါမဲ့လေအပေါ်ကြည့်လိုက်မယ်ဆိုလို့ရရှိရင်များတဲ့အရာတွေကတော်လေးစိုးရိမ်စားကြလဲကောင်းတယ်နော်တခြားနေရာမှာမြင်နိုင်မှုဆိုတာမလွယ်တဲ့တကယ်ရှစ်ခေအနုပညာလက်ရည်ကိုတော်လေးထိန်းသိမ်းနာခဲ့တာပေါ့နော်အကုန်လုံးအကုန်လုံးကဒီဘာသာရေးနဲ့ဆိုင်တဲ့အဆောက်အုံတွေပဲဖြစ်တယ်နောက်တစ်ခါ Michael Angelo ရဲ့ပကြီကားတွေပါရအဆောက်နော်ဘဘူးလက်ရည်တွေပါရအဆောက်ပေါ့နော်တကယ်အကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးအချိန်ပေးပြီးတော့အသေးစိတ်ကြည့်ရမယ့်နေရာတွေကတခုပဲပေါ့နော်ဟုတ်ဒီမှာဒီပုံရမ်းမီဒီ Francis ပေါ့နော်သူကကြတော့အစင်ဆက်နဲ့ဘာထက်กว่าသေးလဲဆိုတော့ သူဝတ်တဲ့အဝိဇ္ဇာတွေအစားပေါ့နော်တကယ်တကယ်ပုံရမ်းပြီးဆိုသူအဆောင်ရောင်နေရှိပါတယ်အသူ့အဆောင်ရောင်တည်တည်ချာတတ်မှတ်ထားရှာအောင်နော်သူကတော့ရိုးအဖြူတွေပဲဟုတ်ပါတော်များလည်းမြင်မှုကြမှာပါသူရဲ့ဓာတ်ပုံတော်များဆိုရင်အာတစ်ခုလုံးအဖြူနဲ့ပေါ့နော်သူအဲ့ဒါကိုပဲအတိအကစဉ်းကျင်ပါတယ်အဲ့ဒီမှာဒါတက်တဲ့ဆံပေါ့နော်ဒီအချိန်မှာပုံရမ်းပြီးတကယ်လို့ပြန်လုံတော်မူသွားပြီဆိုလို့ရှိရင်နောက်ထပ်အစ်တတယောက်ကိုရွေးရတာပေါ့နော်ဒါသူတို့ဘာသာဝင်နေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ဒါဘုရားသခင်နဲ့အနီးဆက်ဆုံးသူလို့ပြောလို့ရအောင်တိတိကျကျရွေးတဲ့ပုံစံကလည်းဟိုးရင်နဲ့ပြပြထန်းထားတဲ့စီးမင်းတွေရှိပါဒီ မလေးလာဘူးဆိုလို့လို့ရှိရင်စိတ်ဝင်စားအောင်ဆိုလို့ရှိရင်ပုံရံမီးတယောက်ကိုဘလို့ရွေးချယ်တယ်ဆိုတာတီဖို့တော်တော်လေးကိုဒါနည်းနည်းလေးစိမ့်တဲ့အရာတစ်ခုဖြစ်နေတာပေါ့နော်တက်တက်ဆန်ဆန်ကျွန်တော်ပြီးခဲ့တဲ့တစ်နှစ်ကလာနှစ်နှစ်ကလာမသိဘူးအဲ့နဲ့ပတ်သက်တဲ့ဗီဒီယိုအပီတော့ရုပ်ရှင်ပေါ့နော်အဲ့တစ်ခုကျွန်တော်ကြည့်ခဲ့ပြီပါတော်တော်များလည်းတချို့တွေလည်းကြည့်ဘူးကြမယ်လို့ထင်ပါတယ်နာမည်ကတော့ကျွန်တော်အတိအကျမမှတ်မိဘူးနော် Conclave ဆိုတာမသိဘူးနာမည်ကတော့ဘာလို့ရတာလဲဆိုတော့ ပုံရံပြီးဆုံးသွားတဲ့အချိန်မှာပြန်လုံလုံသွားတဲ့အချိန်မှာနောက်ထပ်အစ်စ်ကိုရွေးတဲ့ဟာဘလို့ပုံစံမျိုးရွေးအထက်မှာဘလို့ဖြစ်ကြတာပေါ့နော်ဒီမှာကာဒီနယ်တွေအဲကျွန်တော်ထင်တာအသက်80အောက်ထင်ပါတယ်နော်တကဘာလုံးမှာရှိကြတာပေါ့နော်အဲ့ဒီကနေပြီးတော့အယောက်240ကျော်တဲ့180ကျော်တက်မလာဘူးအရေးတက်နေပတ်သက်လို့တော့ကျွန်တော်တိတ်မယုံနေပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်အကိုအတိအကျနေရာရှာကြည့်တာမှာပေါ့နော်ကျွန်တော်လက်ရှိခေါင်းထဲမှာကျန်နေတဲ့အရာလက်လန်းမိတဲ့အောင်ပြန်ပြီးစဉ်းစားကြည့်လို့ပေါ်လာတာကိုပြောပြရတာပေါ့ခင်ဗျအဲ့ဒီကနေပြီးတော့ main နဲ့တဆင့်ချင်းရွေးချယ်တာပေါ့နော်တကယ်လို့ရွေးချယ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့ဒါအများပြည်သူသိအောင်အပေါ်ကနေကြီးညာပေါ့နော်မိခိုးတွေကျွန်တော်အဖြူရောင်မိခိုးနဲ့နောက်တစ်ခါတခြားရောင်မိခိုးတင်ပါလားရွေးချယ်လို့မဲကသုံးမှုနှစ်ပုံမပြည့်ဘူးဆိုလို့ရှိရင်ပြန်ပြီးတော့ရွေးရမှာပေါ့နော်အဲ့ခါကျရင်မတတ်မှသေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်တော်တော်စိတ်ဝင်စားစရာကောင်းပါလားအဲ့နဲ့ပတ်သက်လို့ကတော့တကယ်အထဲထဲမှာအဲ့လိုပုံစံမျိုးရွေးတာလားဒါမှမဟုတ်လို့ရှိရင်နည်းနည်းလေးပုံစံကွဲသလားပေါ့နော်ဒါကတော့ ဒါဘာသာဝင်တွေဘက်ကဘယ်လိုမြင်လဲတော့ကတခြားဘာသာဝင်တွေဘက်ကဘယ်လိုမြင်လဲဆိုတော့မသိဒါပေမဲ့အဲ့စကားတော့တော်တော်လေးကိုဒါစိတ်ဝင်စားစရာကောင်းတဲ့စကားတစ်ခုဆိုတော့ဒါကြည်လဲကြည်ထားသင့်တာပေါ့ဗောနော်တကယ်လို့အချိန်ရမယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်အဲ့တော့ညွှန်ပေးခြင်းပါတယ်ခင်ဗျအဲ့နဲ့ပတ်သက်လို့မြတ်စွာဘုရားယုရှင်တက္ကတကညှုံးမိဆိုလို့ရှိရင်တော့ကျွန်တော်နာမည်တိကျမပြောနိုင်လဲအောက်ကနေပြီးတော့အာဘန်ဇက်ကာဆိုတော့တော်တော်များပြန်ဖြေတဲ့အတွက်ကြောင့်ကျွန်တော်လည်းတိတ်ပြီးတော့မရှာတော့ဘူးเนาะအဲ့စကားလည်းအချိန်ရမယ်ဆိုလို့ရှိရင်တော့ပုံရံမိဘလို့ရွေးဆိုတာသိရတယ်ဘာလို့ဆိုအချိန်ခါရအဲ့ဒီအကြောင်းအရာလေးကကြိုက်နေလို့ဒါကျွန်တော်ပြောပြရတာပေါ့ခင်ဗျအဲ့တော့ပုံရံမိရဲ့ဒါ စာပနအခမ်းအနားပေါ့နော်တိတ်မကြခင်မှာကျင်းပတော့မယ်ကျင်းပတဲ့ချိန်မှာကျော်ကဘာကောင်းဆောင်တွေပါတက်လာကြမှာပါတီချာကတော့ဒိုနယ်ထရမ်ကတော့သူတက်မယ်လို့ပြောထားပြီးပြီပေါ့နော်အဲ့တော့ချာယူကရိန်းကတော့နောက်တစ်ခါရုရှားကတော့အီတလီကတော့ပြင်သစ်တို့ပေါ့နော်တကယ်ကဘာနိုင်ငံကောင်းဆောင်တွေတက်လာကြမယ်အဲ့ဒီချိန်မှာလက်ရှိချိန်မှာကဘာပေါ်မှာစစ်ပွဲတွေဖြစ်နေနေရာတိုင်းမှာမကောင်းဆိုတာတီးကြတယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့တားမြစ်ဖို့အဲ့ဒါနဲ့ပတ်သက်လို့ဒါစစ်ပွဲတွေရပ်တန့်ဖို့ပေါ့နော် ကြိုးစားနေကြတဲ့သူတွေရှိတယ်ဒါမဲ့ပုံမပေါ်တာတွေရှင်မတိုးတာတွေရှင်မလို့ဆိုလို့ချင်းအခု Easter Gala မှာပေါ့နော်အဲရုရှားနဲ့ယူကရိန်းကစစ်ပွဲကိုခဏတာပေါ့နော်ခဏလေးရပ်ထားမယ်ဆိုတော့အဲ့ပွဲတော့ Gala မှာအဲ့ဒါတော့မှရှင်းပြမယ်ဆိုလို့ချင်းအဆင်ပြေပေါ့နှစ်ဖက်လုံးကရုရှားဘက်ကဘာပြောလဲဆိုတော့ယူကရိန်းကနေပြီးချိုးဖောက်တယ်ပြောတာယူကရိန်းဘက်ကလည်းမဟုတ်ရုရှားဘက်ကအချိန်မုန်းမှဆိုတော့ချိုးဖောက်တယ်လို့ပြောတာဒါအချိန်လုံးလုံးမှာနိုင်ပိုင်းလေးတွေမှဖြစ်တာနော်အဲ့တော့ကမ္ဘာငြိမ်းချမ်းရေးကလှုပ်ဆောင်နေကြတယ်ဆိုရင်တော်တော်လေးကိုလက်ရှိချိန်မှာအဆင်ပြေဖို့ဆိုတော့တခါကျရင် အောင်စရာကောင်းလောက်အောင်ပဲပေါ့နော်အခက်ခဲအများကြီးရှိနေတာအမှန်ပါအဲ့တော့ခုနလိုမျိုးပေါ့နော်ဒီပုံရိုင်းမီးရဲ့စာပနာအခမ်းအနားမှာကပတ်ကောင်းဆုံးတွေတွေ့ကြတဲ့အချိန်မှာဒီလိုအချိန်မှာပေါ့နော်ဒီလိုအချိန်ခံနဲ့ကောင်းကောင်းမွန်မွန်လေးစကားပြောပြီးတော့နော်စစ်ပွဲတွေရက်တက်မှုပေါ့နော်ဥရောပမှာပေါ့နော်ပထမပိုင်းအဆင့်နေနဲ့လှုပ်ဆောင်နိုင်မယ်ဆိုလို့ရှိရင်ကပိုင်းငင်းငင်းမှုတွေအဲ့ဒီအပိုင်းပေါ့နော်ဥရောပမှာဖြစ်ပွားဖြစ်ပွားနေတဲ့စစ်ပွဲအထူးသဖြင့် ကဘာကဘာအရေးတွေမှာအကျိုးအများကြီးတက်ရောက်နေတယ်ရုရှားယူကရိန်းစစ်ပွဲပေါ့နော်အဲ့ဒါကိုအတိုင်းအတာတစ်ခုတည်းများအကျိုးတန်းမှုရှိမယ်ဆိုလို့ရှိရင်အကောင်းဆုံးပေါ့နော်ဒီပုံရံမင်းဆိုလို့လို့ရှိရင်သူရှိနေတဲ့ကာလမှာပေါ့နော်သူရဲ့လွှမ်းမိုးနိုင်မှုတုံးပြီးတော့ကဘာပေါ်မှာတက်နိုင်တဲ့အလင်းအောင်ပေးခဲ့တယ်နော်သူပြောခဲ့တဲ့စကားတွေပေါ့နော်တကယ်ကိုမေတ္တာတရားနဲ့ပတ်သက်လို့ငါတို့မတူညီတဲ့လမ်းတွေရှောင်နေရဆိုလို့ရှိရင်လည်းငါတို့တယောက်နဲ့တယောက်နဲ့ပေါ့နော်လေးစားမှုနဲ့နောက်တစ်ခါယုံကြည်မှုနဲ့အတူမှန်မှန်ကန်ကန်လက်တွဲပြီးတော့ရှောက်သွားလို့ရပါတယ်ဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့လိုမျိုးလေးပြောတာပေါ့နော်အဲ့တော့ တကယ်တကယ်ကတော့ကျွန်တော်တို့မျိုးဘာသာရေးကောင်းဆောင်နေဆိုတာတဖန်တဖန်နဲ့ကျွန်တော်ဒါငါးဘာသာမှန်တယ်သူ့ဘာသာမှန်တယ်ဆိုတာမျိုးမဟုတ်ပဲနဲ့အဲ့လိုမျိုးအထူးတကွရှင်သန်နေတိုင်းမို့တော့ကောင်းမွန်တဲ့ကဘာကြီးအတွက်ညီညီစကားပြောနိုင်မယ်ဆိုလို့လို့ရှင်တော့ဒါအကောင်းဆုံးပဲပေါ့နော်